ီးပါတယ်အဲ့ရန်ဖြစ်ကိုဖြစ်နေတာတဲ့ကလေးတွေစိတ်တယ်ရန်ရသွားလိမ့်မယ်ခမောင်ငြိမ်နေတဲ့လူအာနာပါပါပြရည်တရားတကူကတော့မျိုးသမီးကအမှန်တိုင်းပဲပြောတယ်အာနောက်ဆုံးမိတ်ကလူရရင်ဆိုရင်တော့ဘယ်နာလေးကလှတယ်ဘယ်နာလေးကမလှဘူးနန်းနာဖရိန်ကိုဘယ်ဘက်ကကြည့်ကောင်းတယ်ဘယ်ဘက်ကကြည့်မကောင်းဘူးကိုရဲ့မျိုးသားကိုသူလိုရင်လိုအပ်တဲ့အတိုင်းပြောတယ်တုံးတော့စရတယ်အတူမဲအတူမဲဆိုပြီးတော့ကောက်ဘာတောင်မှရှိအခုကြည့်မြေလူအောင်ရှိဘူး တိကျစိတ်နဲ့တော့ပြောတာမဟုတ်ဘူးကိုယ့်ရဲ့စိတ်ဆန္ဒကောင်းစေခြင်းနဲ့စိတ်ဆန္ဒဆိုတာလေကိုမျိုးသားကိုလည်းလှဆခြင်းနဲ့ကောင်းစေခြင်းနဲ့စိတ်နဲ့ပြောရတဲ့ကြောင့်ကိုယ်ကလည်းလက်ခံပါတယ်စိတ်နဲ့တော့ကတ်တာမျိုးအသေးဆုံးနဲ့တိတ်ပါဒီတော့ကျွန်တော်အမျိုးသမီးကဟို family show မှာကြည့်ပြီးသွားပြီကျွန်တော်ကဒီနေ့မှကြည့်ရမှာတော့အရှင်းခုံပါတယ်ပြီးတော့ဒီတဲမှာကိုမြမြ အဲ့အိုက်တင်ကတအားကောင်းတယ်ရှူတင်မှာလည်းတအားကောင်းတယ်ပြီးတော့မနေ့တော့ကြည့်ရတယ်တအားကောင်းတယ်ဆိုတော့ကိုမင်းမြတ်ကိုလည်းအရင်ကြည့်ကျင်တယ်ပြီးတော့ကိုကိုကိုလည်းအဲသုံးသက်ချင်ပါတယ်ဟာနေရတယ်ဟိုရန်ဖြစ်ကိုဖြစ်နေတာလေခလေးတွေကစိတ်တယ်ရရသွားလိမ့်မယ်ခမောင်းငြိမ်နေတဲ့လူအာနာပေါ်ပျောက်ကြီးတရားနှကနဲ့မတူအောင်ပြောဆောင်နေတယ်ကြည့်ပါတော့เนาะ။ဟိုမျိုးသားဆိုတော့ကိုမျိုးလည်းအများအားသဘောကျပြီးသားဆိုတော့လုံးနိုင်နေတယ်เนาะ။အကောင်းဆုံးစူးစမ်းနိုင်ခဲ့ပါတယ်။ ရုပ်ရှင်ကာကြီးကဟိုစပီကန်လန်းနေရဒီကာရက်တာအတွက်ကိုတာဝန်ကြီးပါတယ်အဲဒီအခုကာရက်တာတရုတ်ဆောင်တရုတ်ပေါ်တဲ့အခါမှာလည်းအကောင်းဆုံးဟိုကိုဇန်းညာကိုဇန်းညာနဲ့ရှိတဲ့လောက်အကောင်းဆုံးပုံပေါ်ခဲ့ပါတယ်အခုကြည့်ရတဲ့အခါမှာလည်းဒါပရိသတ်လည်းချိန်နှောက်မှာပါတုံးတော့စီရတယ်အတူငွေအတူငွေဆိုပြီးတော့ကောက်ဘာတောင်ရှိအခုကြည့်မြဲလူအောင်ရှိဘူးကိုမင်းမြတ်နဲ့ကိုဝင်းလင်းထွန်းနဲ့ဒါပထမဆုံးကျွန်တော်နဲ့စုံနဲ့ကားပါ ဲ့တော့ဟိုကျွန်တော်ကအရှိမဇာလန်တွဲတွေပဲရိုက်ခဲ့တာရုပ်ရှင်ကားအနေနဲ့ကတော့ဒါဒုတိယမြောက်ပေါ့နော်ဒုတိယမြောက်ဒါလူမျိုးကွန်မင်းမြတ်နဲ့ဒီပထမဆုံးဆောင်ရတဲ့တော့ဝမ်းတာပါတယ်ပြီးတော့ကိုထက်စီရလည်းအဲ့လိုမျိုးဒီ item နဲ့ပတ်သက်ပြီးတော့ step by step သင်ပေးတယ်ပေါ့နော်အဲ့ဒီအရာတွေတော့အရန်ဟိုချိန်နဲ့ပိတ်ပြဖြစ်ရပါတယ်ဒီကားလေးကလေးစလဲဆုံးပေါ့နော်တော်နေမြတ်တတ်ကြလေးအများကြီးပါတယ် ကျောင်းကိုရဲ့မြို့သားကိုနက်ခက်ကလည်းဘိုးကျိုးအနေနဲ့သူကပြိဿကိုမုန်းအောင်နှနာအောင်လုပ်လိုက်လို့ထင်တယ်ပေါ့နော်ပြီးတော့တမီးလေးနဲ့ကလေးကသူ့ကိုကြည့်ရအောင်အဲတမီးလေးကသူ့ပြည်ပြည်မပါတော့မကြည့်တော့ဘူးလေဆော့သွားဖောက်ကျင်တယ်လေဆိုပြီးတော့ပြီးတော့သူတော်လည်းလည်းဖြစ်သွားတာတမီးလေးလာကောရဲရော်ဝဲမိပါတယ်အဲ့တော့စိတ်ဝင်တော့ပတ်တယ်မြောက်အသေးဆုံးနဲ့တိတ်သွား က family show မှာဒါဟိုညီမတို့လည်းကြည့်ပြီးလောက်ဝင်နေတူတယ်အဲအခန်းတွေမှာ commitment နဲ့အတူတူဟို dialogue တွေဟိုပြောရတဲ့အခန်းတွေမှာဟိုတော်တော်လေးဟိုစူးစမ်းထားတယ်ပြီးတော့ commitment ကလည်းတင်ပေးပါတယ်တင်ပေးတဲ့တော့အဲအခန်းတိုင်းအခန်းတိုင်း commitment နဲ့စုံတဲ့အခန်းတိုင်းဟာဟိုတော်တော်လေးဟိုဘယ်လိုပြောမလဲပြောဖို့ကောင်းပါ commitment နဲ့အဲ့လိုမျိုးအင်ဂျီကိုဆွဲတဲ့အခန်းပေါ့အဲအခန်းမှာကြတော့ဘာဖြစ်ဖြစ်အားနာတော့ပေါ့အားနာတော့ဟိုဟာတကယ်ဟိုကိုဟိုးရင်တည်းကအရန်ကြိုက်ခဲ့ရတဲ့မင်းသားလေး

ပါပါတရားပေးရပေးချင်သေးလားတရားချက်ပေးပေးလားပေးချင်သေးလားပေးချင်ပါကဒါစာပြီးဖန်တီးတဲ့ဟာဒါဟိုကောင်းတဲ့ကားပြီးတော့ဒီဇလန်းကလည်းဟိုဆရာကြီးနေရနာဆော့ချေတကယ်ဟိုတကယ်ကောင်းတဲ့ဝတ္ထုဆိုတော့ဒါဒီရုပ်ရှင်ဟာအမှတ်တရတွေအများကြီးဖြစ်မှာတရားတကူကတော့အမျိုးသမီးကအမှန်တမ်းပဲပြောတယ်အဲနောက်ဆုံးမိတ်ကပ်လူရရင်ဆိုရင်တော့ဘယ်နာလေးကလှတယ်ဘယ်နာလေးကမလှဘူး နာနာဖရိန်ကိုဘယ်ဘက်ကကြည့်ကောင်းလဲဘယ်ဘက်ကကြည့်မကောင်းဘူးအဲတခြားမိတ်ဆွေတွေကြတော့ဗာအားနာတာ ਨੇ ဟိုဟာအားလုံး everyday အကုန်ကောင်းတယ်လို့ပြောတယ်အမျိုးသမီးကတော့အားမနာဘူးကိုယ့်ရဲ့အမျိုးသားကိုသူလိုရင်လိုအပ်တဲ့အတိုင်းပြောတယ်အဲ့တော့ကျွန်တော်လည်းဟိုရှူတော့ပေါင်းတော့ပုံမြင်ရတော့အာအမှန်တမ်းနဲ့ပြောတယ်ဒါပေမဲ့ဒါပေမဲ့အစ်တင်ဆိုင်ကြီးတော့ပြောတာမဟုတ်ဘူးကိုယ့်ရဲ့စိတ်ဆန္ဒကောင်းစေခြင်းနဲ့စိတ်ဆန္ဒဆိုတာလေကိုယ့်အမျိုးသားကိုလည်းလှဆင်ခြင်းနဲ့ကောင်းစေခြင်းနဲ့စိတ်နဲ့ပြောရတဲ့အတိုင်း ဒီမျိုးပေါ့ပေတိုင်းပေါ့တော့ဘာလို့လုံးကောင်းနေတဲ့စိတ်မျိုးတော့မဟုတ်ဘူးဒါပေမဲ့ဒါလေးကောင်းတယ်ဒါနဲ့မကောင်းတာနဲ့ကောင်းတာဆိုတော့ကောင်းတာလည်းသူပြောတယ်ဒီပြောပြီးသူစိတ်ကလေးနည်းနည်းပြောသွားတယ်ဒါလေးလိုအပ်တယ်တော့ဆိုတော့လက်ခံတယ်ဒါဆိုကလေးရာစားတယ်ဘယ်လိုလဲဒီကိုကိုယ်ချက်ချင်းကြီးဒါရမကောင်းဘူးလို့ပြောနေကြိုက်ကြတယ်ဒါလည်းဒီကိုညီမတတလေးနဲ့ပေါ့နော်ကိုလိုချင်တဲ့ຢာလေးကိုပြပြပါကွာဘာမှမပြောဘူးဘာမှမပြောဘူးဒါပေမဲ့ဟိုအများကဟိုဟာတော့ချစ်နေတာ ဘယ်လိုလဲဘယ်လိုပြည့်ရဲ့ဟာဟိုအပေါ်တွေပြောရင်အဲ့ဒီတိုင်းပါနော်ဒီသားသူဘွားရှိတယ်ကိုယ့်ရဲ့သားသမီးရှိတယ်အဲတချို့ဇုံရဲတွေကြတော့ခလေးမရသေးဘူးကျွန်တော်တို့ကအဲသမီးလေးကလည်းလင်းနေကြော်သွားပြီဆိုတော့ဒါပြောရရင်တော့ဒါတော်တော်လေးအဲပျော်စရာကောင်းတယ်ပြီးတော့စိတ်ချမ်းမြေ့စရာကောင်းတယ်မိသားစုဘဝလေးပိုင်ဆိုင်ရတဲ့အတွက်ဝမ်းတောက်ပါတင်းနေတာချက်ဖို့ရှိသေးတာဦးသမီးလေးကတော့ချက်ဖို့မှာ ော့ကန်တရားပေါ့နော်ကန်တရားကိုကိုရီဇနီးမောင်နှံကိုသာသမီတစ်ယောက်ပဲရစေချင်လားဒါမှမဟုတ်သုံးလေးယောက်ရစေချင်လားပေါ့နော်ဒီကန်တရားကိုကြည့်ရမှာပေါ့ဟုတ်ကဲ့ပါဗမ်းမြန်လေးဦးရီမူရုပ်ရှင်ဇာကားကြီးကိုအာကြည့်ပြီးွားရင်ပြိတ္တတွေစိတ်ကျေနပ်အားရမှုရှိမှာပါလို့ဒါရောကြည့်ရှုဖို့အတွက်လည်းဖိတ်ခေါ်ပါတယ်အားလုံးပဲကျမ်းမာချမ်းသာပါလိမ့်ခင်ဗျာမြန်မာစတာပါစား